အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ10ရက်နိုဝင်ဘာလ10ရက်နေ့မှာတော့တကယ့်သတင်းထုတ်တွေကတော့ဒီထိုင်းနေဆက်မှာဖြစ်ပျက်တဲ့ဖြစ်ပျက်ဖြစ်တဲ့အဲ့ဒါကထိုင်းကိုချုပ်ချုပ်ကိုယ်တိုင်ကနေပြီးတော့တော့ပြောလိုက်တဲ့စကားတစ်ခုကတော်တော်ကိုအရေးကြီးတယ်အဲ့ဒါကကြားဖြတ်ကိစ္စနဲ့ဒီကြားဖြတ်ကိစ္စကတော်တော်ကိုသူတို့အရေးတစိုက်နဲ့လှုပ်လာပြီးအဲ့ဒါကြောင့်ဒီနေ့ရတော့တကယ့်သတင်းထုတ်တွေထွက်လာတယ်အဲ့ဒါက ဒီ BGF ကိုကြီးကြီးရိုက်ခတ်နေတဲ့တည်င်းတပုတ်ဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မွန်ပြည်နယ်မှာဆိုလို့ရှိရင်တော့သူတို့ကမွန်လူငယ်တို့ဝါလူငယ်တို့ပြီးလို့ရှိရင်တော့တအောင်လူငယ်တို့သူတို့ထုတ်ပြန်လိုက်တဲ့သုံးဖွဲ့ပေါင်းတော့ထုတ်ပြန်လိုက်တဲ့တော့တည်င်းတွေကလည်းကျွန်တော်တို့အရေးကြီးတယ်ပြီးလို့ရှိရင်တော့ဒီမန္တလေးတိုင်းမတရားတို့သပိတ်ချင်းတို့စင်ကူတို့မှာဆိုလို့ရှိရင်တကယ်ပကပတွေနဲ့ပကပပအဖာ အဲ့ဒီမှာမုန်းကုတ်ဗျူဟာ Federal PDF တွေနဲ့ကြီးကြီးရင်ဆိုင်ရမယ့်အခြေအနေစပြီးတော့သူတို့ထိတွေ့မှုတွေစပြီးတော့လုပ်နေပြီဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ Mandalay PDF ကလည်းသူတို့ထုတ်ပြန်ထားတယ်ဆိုတော့ဒီတင်ကလည်းတကယ့်တော့တင်ခေါင်းစဉ်အကြီးကြီးတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တင်မီဒီယာတွေမှာပေါ်ပြကြတယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ကြားမယ့်တင်ကတော့ကျွန်တော်တို့ထိုင်းနိုင်ငံเนาะထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတန်ချေရီရာကွန်ဆိုတဲ့အန်ဒီဝန်ကြီးချုပ်အသက်ကနေပြီးတော့ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့ဒီမက်ဆော့မှာအဓိကတော့မက်ဆော့မှာဆိုလို့ရှိရင်ကြည်ကြည်ရိုက်ခတ်တယ်ဒီဖက်က KM လို့နေမည်လို့ပြောလို့ရတယ်နော် BGF နော် BGF တွေကဘာလုပ်ထားလဲဆိုလို့ရှိရင်သူတို့ကတကယ်လုံစာဝိုင်းတွေကက်ဆီနိုတွေပြုလို့ရှိရင်တော့အဓိကတော့ကြားဖြန့်နော်ကြားဖြန့်ကိုသူတို့ကြည်ကြည်လုပ်တယ်နော်ကြည်ကြည်လုပ်ခဲ့တဲ့အခါကျတော့ ကပါမနော်မြန်မာနိုင်ငံမှာတော့မဟုတ်ဘူးနော်ကပါမတော်တော်ကြော်တော့တယ်မြန်မာနိုင်ငံကတော့ဘာမှ view မစိုက်ပါဘူးနော်ဘာမှမြန်မာနိုင်ငံကတော့တကယ်တဲ့နိုင်ငံချက်ကဖိ attention မလုပ်ဘူးဆိုလို့ရှိရင်နေမြန်မာနိုင်ငံမှာဘလောက်ပဲလေလေသူတို့ဘာမှလုံလို့မရဘူးမြန်မာနိုင်ငံတစ်ခုအနေနဲ့သူတို့ဘာမှလုံလို့မရဘူးသူတို့စိတ်လမွေစားအောင်နိုင်ငံချက်ကလူတွေကတော့ပေါ့ပတ်သက်မှုတွေရှိလာတဲ့အခါကျတော့ဒီတည်ငါဟိုလင်းတကျော်ဖြစ်လာတယ်နော်ဟိုလင်းတကျော်ဖြစ်လာတဲ့အခါကျတော့အခုထိုင်းဝန်ကြီးချုပ်အစ်စ်ကဒီ မဲဆောက်မလာတယ်မဲဆောက်မလာရချက်အဓိကအကြောင်းရရလဲအဲ့ဒီမှာเนาะကျွန်တော်တို့အိန္ဒိယနိုင်ငံသားတွေရှိတယ်နိုင်ငံခြားသားတွေရှိတယ်เนาะအဲ့ဒီမှာသူတို့ဟိုဘက်ကနေပြီးတော့ထွက်လာတဲ့အိန္ဒိယနိုင်ငံသား290ကိုသူတို့စစ်ဆေးတယ်ပြီးလို့ရှိရင် Starling Starling နဲ့သူတို့လုပ်တယ်အရင်တုန်းကဒီ Thai နဲ့တရုတ်နဲ့ပေါင်းပြီးတော့သူတို့ကဒီကြားဖြတ်ကိုနေနေတဲ့ခါကျတော့သူတို့ internet line တွေဖြတ်တယ်ပြီးလို့ရှိတော့ mini line တွေဖြတ်တယ်ဆိုတဲ့ခါကျတော့အခုကတော့မလောက်လာလဲဆိုလို့ရှိရင် Thai ဘက်ကယူလာတဲ့ အဲဒီ internet တွေမှာသုံးမိတဲ့ starling ကိုသုံးတယ်။နော် starling ကိုသုံးတဲ့ခါကျတော့ elon musk ကလည်းပဲနော်2500ကျော်ကိုဖျက်ချလိုက်တယ်။နော်ဖျက်ချလိုက်တယ်။အခုအဲ့ဒီဟာကိုသူတို့ကဆက်သုံးနေတော့ပဲသူတို့နေလိုက်တဲ့သူတို့ကတော့ရှိနေမှာပေါ့နော်ရှိနေမှာပေါ့။ဆိုတော့အဲ့ဒါကိုနေပြီးတော့သိမ်းဆေးရရှိထားတဲ့ starling တွေကိုသူလာပြီးတော့စစ်ဆေးတယ်ပြီးလို့ရှိရင်တော့ဟိုဖက်ကဒီ KK Park ကသူတို့နေမှုတွေကိုနော်ဟန်ပြလုပ်တယ်။ဟန်ပြလုပ်တဲ့ခါကျတော့အဲ့ဒီမှာ ထိတဲ့လူတွေရှိတာပေါ့နော်နိုင်ငံခြားသားတွေအလုပ်သမားတွေနော်အများကြီးဒီဖက်မှာ mess up ဖက်မှာလာပြီးတော့ပြေးလာကြတယ်နော်ပြေးလာကြတဲ့ခါကျတော့အဲ့ဒီ mess up မှာသူတို့က KCS ခံပဲသူတို့လေးခုဖွင့်တယ်နော်လေးခုဖွင့်ပြီးတော့လက်ခံထားတယ်ဆိုတော့အတားကိုလာပြီးတော့စစ်ဆေးတယ်နော်ဒီနေရာမှာကျွန်တော်တို့ကဲစိတ်ဝင်စားစရာကောင်းတာကဘာလဲဆိုလို့ရှိရင်တော့ဒီ KK ဖက်မှာအဆောက်အဦပေါင်းက148လောက်ရှိတယ်နော်ရှင်းလို့ရှိတယ်အတားကိုနေပြီးတော့ မိုတရက်နေ့ကပဲနေရာနဲ့တလုံးအထိသူတို့ဖျက်ဆီးလိုက်ပြီဆိုတဲ့ဟာကိုကျွန်တော်တို့တော့တတိယမိနေရာမှာတက်လာတယ်ဆိုတော့ဒီနေ့ကတော့တက်လာတာကပါလေဆိုလို့ရှိရင်မအလာဖက်ကဖျက်ဆီးတာ150လို့ပြောတယ်เนาะ148ခုမှာအခု150တိတော်မှာဖျက်ဆီးလိုက်ပြီเนาะအတိပြတော့မရှိတော့เนาะမရှိတော့ဘူးအကောင်လုံးဖျက်ဆီးလိုက်ပြီဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တယ်เนาะထုတ်ပြန်တယ်ဆိုတော့အဲ့ဒီနေရာတွေမှာခေခေဖားတို့ မဘာတွေလောက်ထားလဲဆိုလို့ရှိရင်အဲ့ဒီမှာဈေးဆိုင်တွေရှိမယ်အစားတောက်ဆိုင်တွေရှိတယ်ဂူတုံးရှိတယ်ဟိုတယ်ရှိတယ်ဂျင်ရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့ KTV တွေရှိတယ်စပါတွေရှိတယ်ဆေးရုံတွေရှိတယ်စသဖြင့်စသဖြင့်အများကြီးအဲ့ဒီမှာလောက်ထားလာရှိတယ်တကယ်မြို့အင်္ဂါရက်နဲ့တော့ဒူအောင်သူတို့ကကလုံးဖွင့်ထားတာဖြစ်တဲ့အဲ့ဒီနေရာမှာတကယ်ကြားဖြန်းတွေတော့ချင်းလေချက်စားနေတဲ့နေရာတွေပေါ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့တကယ်ရန်ကုန်ရဲ့မြို့တော်တို့နေပြည်တော်တို့မှာပဲ ဒီနိုင်ငံခြားသားတွေကတော်လာလှုပ်ရှားမှုရှိတယ်ဒါပေမဲ့အခုအဲ့ဒီနေရာကတော့ရန်ကုန်တို့မန္တလေးတို့ဒီနေပြည်တော်တို့စသဖြင့်တကယ်မျိုးကြီးတွေမှာတော့ရှိတဲ့နိုင်ငံခြားသားတွေထက်တော်မများတယ်ဒီဖက်မှာဘာဖြစ်ဆိုတော့အဲ့ဒီမှာတကယ်နိုင်ငံခြားသားတွေအလုံးလုံးတယ်ဟိုတစ်ခေါက်ကသူရဲ့ညီ မွေးနေမှာမွေးနေမှာအဲ့ဒီမှာဘောလုံးပဲလောက်တာချိန်လိုက်အခုလုံးနိုင်ငံချက်သားတွေပဲเนาะ BGL လောက်မှာရှိခဲ့လို့လည်းခုလုံးကနိုင်ငံချက်သားတွေပဲဆိုတော့ဒီနေ့ကတကယ်ထူချမှုကပါလဲဆိုတော့ထိုင်းဝန်ကြီးချုပ်ကကတိပေးလိုက်တယ်ဒီကြားဖြင့်စစ်စင်ရေးစစ်ပွဲကိုနေပြီးတော့ဆင်နှွေးမယ်ဆိုပြီးတော့ဒီနေ့ထုတ်ပြန်လိုက်တယ်ဒီဟာကတကယ်တော့ issue ကြီးကြီးပဲကြီးကြီးပဲဆိုတော့စစ်ပွဲတို့ဆင်နှွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟုတ်ဖတ်မှလို့ပဲရှမ်းမြောင်းမှလို့ပဲဖြစ်မလားဆိုတော့ကျွန်တော်တို့ BGF နဲ့ပဲသူတို့ကစစ်စင်ရေးလုပ်မလား ဘယ်လိုလုပ်မလဲဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့အကိုကိုကြီးချက်ရတာပြောလိုက်ပြီတော့အဲ့ဒီ device စင်ရဲ့ကြဖြက်စစ်စင်ရဲ့တွေလုပ်မယ်ဆိုပြီးမှတို့ထုတ်ပြလိုက်တယ်ဒါကတော့တကယ့်ဒီတဲ့အတွက်တတိထုဖြစ်တယ်နောက်တစ်ခုကရန်ကုန်မွန်ပဲခူး ဒီပကဖားတွေတိုက်ခိုက်ရဲ့စစ်ကြောင်းဝင်ပြီးတော့အထုစစ်စင်ဌာနကလက်နဲ့ပဲတက်ဆင်လိုက်တယ်ဆိုတော့ဒီလက်နဲ့တွေတက်ဆင်လိုက်တာကဘာအတွက်လဲဆိုလို့ရှိရဲ့နော်ဒါနဲ့တည်ငောင်းမယ်နော်တည်ငောင်းမယ်စက်ခတ်ဆက်ရဲ့ထိုးစစ်ကိုနေပြီးတော့တံပြန်ထိုးစစ်တွေဆင်ပြီးတော့သူတို့ကိုချေမုန်းနိုင်ဖို့အတွက်ဖြစ်တယ်ဆိုပြီးမှဒီနေ့ထုတ်ပြန်လိုက်တယ်အဲ့ဒါကရန်ကုန်မှာရှိတဲ့ပကဖားတွေပြီးလို့ရှိရင်တော့မိုးပြည်နယ်မှာရှိတဲ့ပကဖားတွေပြီးလို့ရှိရင်တော့ပဲခူးမှာနော်ပဲခူးမှာရှိတဲ့ပကဖားတွေအဲ့ဒီတိုက်ခိုက်ရဲ့စစ်ကြောင်းတွေအားလုံးက နော်နေပြီးတော့အခုအထုစစ်စင်ရဲ့တိုင်းဌာနကနေပြီးတော့နော်အထုစစ်တိုင်းဌာနကနေပြီးတော့သူတို့လက်နက်တွေအများကြီးပဲလက်နက်တွေရှယ်ပါပဲနော်ဒီဖက်ကတော်လဲဖက်ကကန်တဲ့လက်နက်တွေကအကုန်လုံးရှယ်ပဲဒီစကားစားရဲ့ရတဲ့လက်နက်တွေကိုခြေလိုက်နော်အကုန်လုံးတိုင်ချီတက်ပြီးတော့တကယ်ဘာမှကုံဆောက်လို့မရတဲ့ပုံစံမျိုးပဲဒါပေမဲ့ပြည့်တော့သူတို့လည်းသွားတာပဲနော်သူတို့တန်ထေနဲ့လုပ်တယ်တခြားနေရာတခြားနိုင်ငံတွေမှာအဲ့လိုမျိုးတနက်တွေမြင်လည်းမမြင်ဘူးနော်ဒီဖက်မှာ တော်လိုင်းရဲ့ဖက်မကိုင်းတဲ့တနက်တွေတကတကယ်အပြန်စားရပဲဆိုတော့ဒီတည်တင်းကလည်းတကယ်တည်တင်းကောင်းလို့ဖြစ်တယ်နော်တည်တင်းကောင်းလို့ဖြစ်တယ်အဲ့ဒီမှာရန်ကုန်မွန်ပဲခူးအဲ့ဒီကပကပားတွေအားလုံးကနေပြီးတော့သူတို့စစ်ချောင်းသူစစ်ချောင်းတွေရှိတယ်နော်တက်ခရဲစစ်ချောင်းတွေရှိတယ်အဲ့ဒီစစ်ချောင်းတွေကနေပြီးတော့တနက်တွေမလုံလောက်ဘူးနော်မလုံလောက်တဲ့အခါကျတော့အခုကသူစစ်တိုင်းဌာနကနေပြီးတော့လက်နေတွေကိုလုံးတက်ဆင်ပေးတယ်ဆိုတော့အဲ့ဒီတနက်တွေကလည်းတကယ်အပြန်စားတယ်ကျွန်တော်တို့တွေ့ရတယ်အဓိကရေရွေချရတော့ စက္ကစရဲ့တံပြန်ထိုးစစ်ကိုနေပြီးတော့ချိန်မိုးနိုင်ပေါ်တွေ့ဖြစ်တယ်ဆိုပြီးမှဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်နောက်တစ်ခုကအရေးကြီးတဲ့လမ်းဖြစ်တဲ့မန္တလေးမတရားစေတော်ကြီးလမ်းပေါ့အဲ့ဒီမှာလမ်းမှာဆိုလို့ရှိရင်စက္ကစကနေပြီးတော့ထိန်းချုပ်လိုက်တယ်ထိန်းချုပ်လိုက်တဲ့ခါကျတော့ဘာတွေဖြစ်လာလဲဆိုလို့ရှိရင်အခုကဒီမှာမတရားတို့စင်ကူတို့တပိတ်ချင်းတို့အဲ့ဒီနေရာတွေမှာတိုက်ပွဲတွေကြီးကြီးဖြစ်တော့မယ်ဆိုတော့အခုကတော့ဟုတ်ပါမှာဒီမိုးကုန်းနဲ့မိုးမိတ်ကိုကာကွယ်မေလို့ မန္တလေးကနေပြီးတော့ပြောတယ်နော်ပြောတယ်အဲ့ဒီမှာမိုးကုတ်ဘူဟာတို့မိုးကုတ်ပကဖာတို့နော် PLA တို့ဒီဖက်မှာဆိုလို့ရှိရင်နော် Black Tiger တို့ပါတို့သူတို့လည်းပေါင်းလို့နေဆိုတဲ့ဟာကိုသူတို့အတိတ်အကြီးညာပြီးကဖြစ်တယ်ဆိုတော့အဲ့ဒီမိုးကုတ်နဲ့မိုးမွေးမှာဖြစ်ပြနေအခုကဘယ်မှာစပြီးတော့နော်စကားစကားလမ်းကြောင်းဖွင့်လေဆိုလို့ရှိရင်အခုမတရားစင်ကိုတပိတ်ချင်းမှာစပြီးတော့ဖွင့်တယ်ဆိုတော့အဲ့ဒီနေရာမှာဒီ Mandalay PDF ကစပြီးတော့ခြင်ညာပြီနော်ခြင်ညာပြီဆိုတော့ဒါလည်းတည်င်းကောင်းပဲ တင်းကောင်းမဲဆိုတာကနေပြရတော့ဒီနေရာမှာသူတို့တကက်တပ်ပုံစုတွေနဲ့သွားပြီးတော့ဆုံဖို့တကက်တိုက်ပွဲဖြစ်တယ်နော်တိုက်ပွဲဖြစ်တယ်အဲ့ဒီမှာမတရားစင်ကိုသပိတ်ချင်းအဲ့ဒီကနေစပြီးတော့သူတို့ကချီတက်လာတယ်အဲ့ဒီဖျက်စစ်ကြောင်းထုတ်တယ်ဟုတ်ပါမှာပြည့်ရတဲ့ပုံစံဖြစ်တဲ့ခါကျတော့နော်ဒီဖျက်နေပြီးတော့ထိုးပေါက်ပြီးတော့ဝင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့ရတယ်အခုစေတော်ကြီးရေလုံးတမန်ပမ်းဝင်ကြမှာရှိတဲ့စက္ကစက္ကနေပြီးတော့အဲ့ဒီမှာလမ်းကြောင်းတို့ကိုကလုံးအရေးကြီးရဟာကိုထိန်းချုပ်လိုက်တယ်ဆိုတော့အဲ့ဒီမှာ အကဲဒီတပိတ်ချင်းတို့စင်ကူတို့အဲ့ဒီမှာအကြီးကြီးတိုက်ပွဲဖြစ်မယ်ဆိုတဲ့ဟာကိုမန္တလေး PDF ကနေပြီးတော့ကလုံးပြင်ဆင်နေတယ်ပြည်သူလူထုတွေလည်းတက်လန်ထားပြီးပြီဆိုတော့ဒါကတော့တကယ်ကျွန်တော်တို့အတွက်လဲတော့တကယ် no ချောက်ဖို့နော်ကျွန်တော်တို့စီးရဲ့တည်င်းတွေဆိုလို့ရှိရင်တော့ကိုအရေးကြီးလာပြီအရေးကြီးလာပြီဘာဖြစ်ဆိုတော့အခုကတော့တကယ် PDF တွေနဲ့ တက်ရမယ်ပွဲတွေစနေပြီเนาะစနေပြီကို manually PDF တွေအကုန်ပြင်ဆင်နေပြီမတရားစင်ကိုတပိတ်ချင်းမှာဆိုတော့ကိုစကားစားလည်းအကိုစီလိုဂျီလန်ကိုသူတို့ထိန်းချုပ်လိုက်ပြီဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကမုတ်ကုန်းနဲ့မုတ်မေမဖြစ်ပြတဲ့ဒီဖက်မှာအကြီးကြီးဖြစ်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကချင်းပြင်းနေเนาะချင်းပြင်းနေတိတိငါနေပြီးတော့ဒီတိုင်ငယ်လမ်းကအတိက လမ်းပိုင်းဖြစ်တယ်เนาะအဲ့ဒီအကိုတကယ်လမ်းခွာဆုံးကိုသူတို့လိုချင်တယ်လိုချင်တဲ့ခါကျတော့အင်အားတောက်ရနဲ့ထိုးစစ်စင်တယ်ထိုးစစ်စင်တော့အခုအဲ့ဒီတိုင်ငင်လမ်းကိုနေပြီးတော့เนาะစက္ကစကပြန်ပြီးတော့ထိန်းချုပ်လိုက်ပြီဆိုတဲ့ဟာကိုကျွန်တော်တို့ကြားရတယ်အဲ့ဒါကချင်းပြင်းနေမှာဆိုတော့ထိုးစစ်တွေကတော့เนาะမလာတာတော့တော်တော်စင်တာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကစက္ကစကနေပြီးတော့เนาะ အနာသက်ဆုံးရှေဖို့အတွက်လုံးဝဒီအရာတို့ကိုတော့လုတ်တဲ့လူဟူသမျှကိုတော့အကုန်လုံးဆန့်ကျင်နေဆိုပြီးတော့ဝလူငယ်တွေပြီးလို့ရှိရင်တော့ဒီအနာအလေတအောင်းတွေရဲ့တော့လူငယ်တွေမော်လူငယ်တွေအလုံးစုပေါင်းပြီးတော့သူတို့တော့ထုတ်ပြန်လိုက်တဲ့နော် statement တစ်ခုလည်းရှိတယ်ဒါလည်းအားရစရာပဲဒါကတော့ခုနကဝတတ်မတော်တို့ဘာလို့ပြောတာမဟုတ်ဘူးဒီအနာလေခုနကဆုတ်ပစ်လိုက်တဲ့အဖွဲတွေပြောတာမဟုတ်ဘူးတော့လူငယ်တွေလူငယ်တွေတက်တက်ရှိတယ်အဲ့ဒီလူငယ်တွေကနေပြီးတော့ စူပါမရာထုတ်ပြလိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။သူတို့ကတော့တကယ်လက်နဲ့ကင်ဟုတ်လားမဟုတ်လားတော့ကျွန်တော်မသိဘူး။ဒါပေမဲ့သူတို့ကြီးညာချက်ကိုကြီးချက်အပြင်သူတို့ကတော့လူငယ်တွေလက်နဲ့ကင်တဲ့လူငယ်တွေမဟုတ်တဲ့ခါကျတော့ဒီလောက်ထိလေသူတို့ရဲ့ထုတ်ပြမှုကတက်ရောက်မှုဒီလောက်ထိကြီးမယ်မဟုတ်ဘူးလို့တော့ကျွန်တော်ယူဆတယ်နော်ယူဆတယ်ဒါပေမဲ့ဘောလူငယ်တွေဟာဆိုလို့ရှိရင်ကိလက်နဲ့ကင်တဲ့လူတွေနဲ့မတူဘူးဆိုတဲ့ဟာကိုဒီနေရာမှာမိမောင်းထုတ်ပြတာဖြစ်တယ်ဆိုတော့ဝဝလက်နဲ့ကင်တွေကတော့သူတို့ကတော့ နော်ဆက်ကဆက်နဲ့နော်ဘလုတ်ဘလောင်ဖြစ်နေတယ်ဒါပေမဲ့လူငယ်တွေကတော့ဒီဖက်မှာရှိနေတယ်ဆိုတဲ့ဟာကိုပြောတာပဲ TNL လေးလေးဒီလောက်ပဲနော်သူတို့ကအဖြစ်ခက်ရစေတယ်ဒါပေမဲ့သူလူငယ်တွေကြတော့နော်မျိုးဆက်တဲ့ generation Z တွေကြတော့နော်အဲ့လိုမျိုးနော်တွေ့ခေါ်တွေမရှိဘူးဆိုတဲ့ဟာကိုပဲဒီနေရာမှာ highlight လုပ်တော့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကစေမုထဥပဒေနော်စေမုထဥပဒေနဲ့ကျွန်တော်တို့ assessment အဲ့ဒီမှာသူတို့နော်လူပေါင်း တောင်းနဲ့ရှိပဲရသွားတယ်။နောက်၈တောက်၉တောက်ထိရသွားတယ်။အဲ့ဒါကြောင့်ခုလူ line လုံးတွေနဲ့အကြီးအကျယ်တိုက်တယ်။တိုက်တဲ့အခါကျတော့အဲ့ဒီမှာတော့သူတို့အခုကဖြစ်သူလူထုတွေရဲ့သားသမီးတွေကသူမိဘတွေလည်းဆုံးမတယ်ပြလို့ရှိတယ်သူတို့အတိနဲ့သူတို့ရှောင်ရတယ်။ရှောင်တဲ့အခါကျတော့အခုကမလုပ်လာလဲဆိုလို့ရှိရင်သူတို့ကဒီစိတ်မထိုက်တဲ့လူတွေကအစ်စ်ပေရတော့နော်သူတို့ကနှစ်နှစ်ပဲဒါပေမဲ့တကယ်တကယ်သူတို့လက်မှတ်ထိုးတဲ့အခါကျတော့အဲ့ဒီစာရွက်ကိုဖတ်ပိုင်ခွင့်မရှိဘူးနော်လက်မှတ်ထိုးရုံပဲတော်တော့အဲ့ဒီမှာ နနေ့မဟုတ်ဘူးအမှန်တော့နနေ့လို့သူတို့ပြောတယ်ဒါပေမဲ့စာရွက်ထက်ပါ9နှစ်နော်9နှစ်ပြီးလို့ရှိရင်သူတို့ကအခုမန်လုံးပေးတာနော်မန်လုံးပေးတာအဲ့ဒီမှာထွက်လို့ရတယ်ထွက်တယ်ရတဲ့အတွက်ကြောင့်ရှေ့တက်မှာအကုန်လုံးသေလဲဘာမှမဖြစ်ဘူးနော်တကယ်တကယ်နော်စိတ်မထမ်းတဲ့လူတွေနဲ့မတူဘူးသူတို့ကနော်လောလောဆယ်ဖြစ်တဲ့ခါကျတော့သူတို့ကသေလို့ရတယ်အဲ့ဒါပေါ်စကားစကားတော့နော်ရှေ့တက်မှာအကုန်လုံးထိုးချွေးနေတာပဲနော်အဲ့ဒါ9နှစ်တာဝန်ပြီးလို့ရှိရင်သူတို့ကထွက်ရမယ့်လူတွေဖြစ်တဲ့ခါကျတော့ ဟုတ်တကယ်တကယ်စိတ်မထိုင်တဲ့လူတွေနဲ့မတူဘူး။နော်ရှေ့တမှာတော်တော်ကိုထိုကျွေးခြင်းကိုခံရတယ်။နော်ခံရတယ်။အခုကတော့ဗာမန်လုပ်ပေးလို့ဆိုလို့ရှိရင်အဲ့ဒီလူတွေကထွက်လို့ရှိရင်ငွေချောင်းကိုအလုံးလုံးပိုင်ခွင့်ကိုသူတို့ပေးမယ်ဆိုပြီးမှသွားပိုင်ခွင့်ပေးမှာပေါ့။အဲ့ဒီမှာအလုတ်ကိုင်းရှာခွေလုပ်ပိုင်ခွင့်ကိုသူတို့စီစဉ်ပေးမယ်ဆိုတဲ့မဲလုံးတွေကလည်းပေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကရခိုင်ပင်နယ်ဘူးတတော်မောင်တော်ဖက်မှာဆိုလို့ရှိရင်အာစာလို့ခေါ်တဲ့ဒီအကြံဖတ်အဖွဲ့တွေကနော်ဒီပြည်သူလူထုတွေကိုတိုက်ခိုက်တယ် ဲ့ဒီမှာပြန်ပြေးဆွေးတယ်အဲ့လိုမျိုးလုပ်တဲ့အခါကျတော့ဒီနေ့အတွင်းမှာပဲတော့ပြည်သူအယောက်ပေါင်း20ကိုနေပြီးတော့အာစာဖွဲ့တွေကနေပြီးတော့တက်ဖြတ်လိုက်တယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိယမီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီနေ့နိုဘာလ10ရက်နေ့မှာတတိယမီဒီယာတိုင်းမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလောက်ကိုနေပေးချပါတယ်ကျွန်တော်ပြန်